်မင်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းလှဲကူးမြို့နယ်သာသနာရိပ်သာရက်ွက်မှာရှိတဲ့ကြန့်ခိုင်ဖွံ့ဖြိုးရေးရုံးဟာဒီဇင်ဘာလ6ရက်နေ့ည6နာရီကျော်မှာလက်လုံမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ရက်ွက်နေပြည်သူတွေစီကနေသိရပါဗျာ။ ပြင်အားကောင်းပြီးမိုင်းနှလုံးစလုံးပောက်ွယ်ခဲ့တဲ့အတွက်ရုံထဲမှာရှိတဲ့ကြံ့ခိုင်ရေးပါတီဝင်ပြူစောဒီအဖွဲ့ဝင်တွေမိုင်းစားထိမှန်ခဲ့လို့ဆိုပါရယ်စစ်ကောင်စီကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲအတွက်တက်တက်ကြွကြွပါဝင်လှုပ်ဆောင်နေကြတဲ့အတွက်ကြံ့ခိုင်ရေးပါတီနဲ့ပြူစောဒီအဖွဲ့ဝင်တွေကိုမိုင်းနှလုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးထိခိုက်မှုအတိအကျကိုတော့မသိရသေးဘူးလို့ရန်ကုန်အာမီမြို့ပြပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူကပြောပါရယ်ရန်ကုန်အာမီမြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်နေသူတွေနဲ့စစ်ကောင်စီရဲ့တောက်တန်တွေကိုဇက်တိုက်အရှင်ယုံမြင့်ပြီးတော့တိုက်ခိုက်သွားမယ်လို့ဆိုပါရယ်။နိုဝင်ဘာလ19ရက်နေ့ကလည်းရန်ကုန်မြောက်ကလာရှစ်ပေါက်ကန်ရက်ွက်အုပ်ချုပ်ရေးမှူးရုံးကိုဝိုင်းရီဒေါ်လာရေးတက်ဖွဲ့နဲ့အနောက်ပိုင်းခရိုင်ပကဖတွေကလက်ပစ်ပုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်မြို့ပြပျောက်ကြားဒေါ်လာရေးတက်ဖွဲ့ဝင်တွေကလည်းသိရပါရယ်ရှင်။ ကရင်ပြည်နယ်မြောက်ဝတီမြို့အနီးကကော်တူးလီ KDL တပ်ဖွဲ့ရဲ့စခန်းငယ်တစ်ခုကိုဒီဇင်ဘာလ9ရက်နေ့နေ့လယ်ပိုင်းမှာကာမီကာဇဲ drone နဲ့တိုက်ခိုက်ခံရတယ်လို့ KDL တပ်ဖွဲ့ဝင်တွေစီကနေသိရပါဗျ။ကာမီကာဇဲ၄စီးနဲ့နိုင်ဝက်ချား၄ချိန်တိုက်ခိုက်ခဲ့တာဖြစ်ပြီး KDL တပ်ဖွဲ့ဝင်တွေထိခိုက်တာမရှိဘဲဒေသခံတွေရဲ့ပြောင်းကင်းတချို့ပျက်စီးခဲ့တယ်လို့ဆိုပါဗျ။စစ်ကောင်စီကကာမီကာဇဲ drone ၄စီးနဲ့အချိန်ချပြီးလာပစ်တာဖြစ်ပြီးတော့၃နာရီလောက်မှာတော့ နောက်ဆုံးအကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KDLA တပ်ဖွဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ် KDLA နယ်မြေအတွင်းမှာနိုဝင်ဘာလနောက်ဆုံးအပတ်ကစက်တက်လေဒီနဲ့တိုက်ပွဲဝင်နိုင်မှုအပျော်ရန်စက်တက်လေဒီပြန်တန်းလေ့ကျင့်တာတွေရှိနေပြီး KDLA ရဲ့စစ်ဦးစီးချုပ်ဘိုးချုပ်နဒားမြကိုတိုင်စက်တက်လေဒီပြန်တန်းစီးပြခဲ့သေးတယ်လို့မြေပြင် KDLA တပ်ဖွဲ့ဝင်တွေစီကနေသိရပါရယ်ရှင် ရှစ်ကော်မရှင်က online လေလည်မှုလောင်းစားမှုတွေကိုမြမမြေပေါ်ကနေပြီးတိုင်ခြုံငိမ့်သွားအောင်အမြင့်ပြတ်ခြင်းမှုတုတ်တင်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။အခုလိုပြောဆိုပြီးတဲ့နောက်ပိုင်းကင်းပြည်နယ်မြောက်ပြည်တောင်ဘက်မှာနေကြောက်တဲ့ BGF နဲ့ဒီမိုစီကျိုးပြီးကင်းတက်မလို့ DKB ကလုံလုံကြီးယူပြီးထားတဲ့ KK ပတ်ရွှေကုတ်ကို flu မင်းလက်ပံကြားမြန်လုပ်ငန်းကထောင်နဲ့ချီတဲ့နိုင်ငံတော်ကလုံသမားတွေဟာထွက်ပြေးတင်းရှောင်ခဲ့ပါတယ်ထွက်ပြေးတင်းရှောင်လာတဲ့နိုင်ငံသားတွေဟာ လက်ရှိအချိန်ထိမြောက်ပြည်မြို့မှာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အကူအညီနဲ့အိမ်ငှားနေထိုင်နေပါတယ်။ 不老不老，那么大，这个包你要考虑一下嘛。就听说以前那时候，那个那个卖什么？那产品那么好嘛？那都包在里头。那现在你穿不穿我，行，有的路都行。那消费多呀多呀多。包呢？包上面还是考虑一下嘛。那当然，那都涉及到消消费消费那个，那你还考虑那个消费消费什么？一般来讲嘛，那肯定你们那个服装都考虑考虑多一点嘛。 အဲ့မှာဒီလိုတဲ့ဆိုတော့မြို့တင်ပတ်တော့ပေါ့မြို့ပြန်ပြန်နေကြတယ်အဲ့ဒီပေါ့ဒါကဘယ်လိုလုပ်လဲမသိဘူးလေအညာဝေးပဲလေဒီဒီကျိုးလဲပဲသွားတာပဲအညာဝေးလည်းရှိတယ်လေခုနပြန်လည်းရှိတယ်လေဒါအပြင်နိုဝင်ဘာလ23ရက်နေ့ကစစ်တပ်လက်အောက်ခံ DGB တပ်ဖွဲ့ဝင်ဗိုလ်မှူးတယောက်နဲ့အမှတ်လေးရက်ွက်အုပ်ချုပ်ရေးမှူးကဂျမ်းမြန်ဝင်းလေးလုပ်ငန်းကနေထွက်ပြေးလာတဲ့တရုတ်လူမျိုးတွေကိုချက်ပိတ်ထားတဲ့နေအိမ်ကိုကျူးကျော်ဝင်ရောက်ပြီး ဖွက်ထားပြီးခဲ့ပါတယ်။အခုလိုချက်ပြစ်ထားတဲ့နေအိမ်မှာတရုတ်နိုင်ငံသားတွေကိုဝတ်ထားတဲ့အတွက်ရက်ွက်ပြည်သူတွေကတိုင်ကြားခဲ့တာကြောင့်ငွေမော်လာ28ရက်နေ့ညကစစ်တပ်ကပြန်လည်ဖမ်းဆီးခဲ့ပါတယ်။ဖြစ်ပေတာရဲ့အိမ်ဝင်ရောက်တဲ့ဆိုတော့တော်မဲခလေးပြောင်းစဉ်းစားကြည့်တော့တော့ဒီကဒီပေရတာပေးကြည့်ဝါဒီချင်းကြီးကအိမ်ဝင်ရောက်ဆက်ပြီးတော့ကျေနာကိုချိန်ပြန်တော့မဖြစ်ဘူးလေ ဖိုင်ရဖိုင်ရမယ်သူကသူသူသူဖိုင်လို့ဒီလိုကြားရတယ်ရှင်ပေါ့နော်အမှန်လို့ပြည်ကြီးကြားရတယ်ချိန်ကြီးထားတဲ့အိမ်ကောင်းဝင်ပြီးတော့ဒီလိုကိုဖြစ်နိုင်လေနော်မလို့ရင်ဒီလိုပါဒါကြောင့်မြေသူမကျူကျော်ဝင်ရောက်ခွင့်မရှိတဲ့ချက်ပိတ်ထားတဲ့နေအိမ်မှာကြပြန်ကနေထွက်ပြေးလာတဲ့တရားဝင်နိုင်ငံသားတွေတိုးဝက်ခဲ့တဲ့သူတွေကိုထိထိရောက်ရောက်ရေးယူတင်တယ်လို့နိုင်ငံရေးတကြွလှုပ်ရှားသူတွေကပြောပါတယ်။ ချက်မိတ်ကလည်းအင်းနဲ့ပါဘလူလူလူတယောက်ကပါတွေ့ပိုင်းဒီတိုင်းတော့မရှိဘူးလေအဲ့တော့ဟိုနိုင်ငံသားသားမဟုတ်ဘူးဟိုမှာလည်းဒီမောက်ဒီလူရှိရတယ်ချက်မိတ်ကလည်းဆိုတော့ကျွန်တော်ကဒီချက်မိတ်ကတော့ပိုင်ရှင်နဲ့ဖြစ်သွားတာပေါ့ကျွန်တော်ပိုင်ရှင်ရှိနေသေးတာအမှုခင်နဲ့ပတ်သက်ပြီးတော့မင်းတိုင်းရတဲ့အမှုဒီပိုင်တဲ့အိမ်ကတော့ဒီမောက်ဒီတိုင်းမရှိဘူးအဲ့တော့ဘုလုံးတွေလုံရကြီးအားကြီးရဒီဟိုအကူကြီးလိုက်ဆောင်တော်တော်ဒီတော့တော့ဒီထားလာမှုကိုဒီဥစ္စာကကျွန်တော်တို့ဒီဥပဒေကို ဥပဒေအရတာတာရီတာမတူချူဖောက်တယ်ဆိုတာအာပြစ်တော်ကြီးတဲ့ဒီတော်ဘာဆိုတာဒီချိတ်ပိတ်ထားတဲ့နေရာမှာချိတ်ကိုချိုးပြီးဝင်နေဆိုတာအစိုးရအနောက်ဆန့်ကျင်တာပဲဒီတက်ပြီးတို့လုပ်ကြတာဒီအာနာရဲမှာကတရားကြီးမနိုင်ပါဖြစ်တယ်ပြည်ကြီးကလည်းအာနာပြည်တယ်ဒီအဲ့လူရပါလဲဆိုတော့တတိတော်ပဲဆိုရင်ကျွန်တော်ဒီနောက်တော့ဒီတပ်ဖြတ်မှုတပ်ဖြတ်ရဲ့ဒီခါပြည်တွေကိုတူတော်ဘာမှုနဲ့ဆိုတိုင်းကတော့မှလည်းပြမှုကြီးကိုတတ်တော်ရပြီးရောက်ရည်ယူတင်တာပေါ့ ဒီဇင်ဘာလ2ရက်နေ့မနေ့7ရက်လောက်ကမြောက်ပြည်မြို့မှတ်လေးရက်ွက်မှာကြပ်ပြန်လုံကင်မှုအခါချထားတဲ့ BGF တယောက်ရဲ့နေအိမ်ကိုလိုင်းကျင်းသွားကောက်ရင်း BGF တပ်ဖွဲ့ဝင်ချင်းချင်းအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်ပြစ်ခတ်မှုအတွင်းကြပ်ပြန်လုံကင်နေတဲ့တရုတ်နိုင်ငံသားနှစ်ယောက်ကနေအိမ်ကထွက်ပြေးသွားခဲ့တဲ့အတွက် BGF တပ်ဖွဲ့ဝင်တွေကလိုက်လံပြီးပြစ်ခတ်ဖမ်းဆီးခဲ့ပါတယ်ကျွန်တော်အောင်ခံပါ ရုရှားနဲ့အိန္ဒိယနိုင်ငံတို့ဟာ2030ခုနှစ်မှာကုန်သွယ်မှုဒေါ်လာ100ဘီလီယံအထိရောက်လာမှာဖြစ်ကြောင်းရုရှားသမ္မတပူတင်ကပြောပါရယ်။အနောက်နိုင်ငံတွေရဲ့ဖိအားပေးမှုနဲ့ရင်ဆိုင်နေရပေမဲ့အိန္ဒိယဝန်ကြီးချုပ်မိုဒီယာပူတင်နဲ့ရေနံကာကွယ်ရေးပစ္စည်းတွေအပါအဝင်တခြားကုန်သွယ်မှုတွေကိုတိုးချဲ့ပြီးဆယ်စုနှစ်များစွာအထိသဘောတူခဲ့တာပဲဖြစ်ပါရယ်။ အမေရိကန်ကရုရှားရေနံနေဝယ်ယူနေတဲ့အိန္ဒိယနိုင်ငံကိုအခွန်တိုးကောက်မယ်လို့ပြောထားချိန်မှာပဲပူတင်ကအိန္ဒိယနိုင်ငံကိုရောက်ရှိလာတာဖြစ်ပြီးရုရှားနဲ့အိန္ဒိယကုန်သွယ်မှုတိုးမြင့်နေတာဖြစ်ပါတယ်။2030ခုနှစ်မှာဒေါ်လာ100ဘီလီယံအထိဖြစ်လာဖို့အိန္ဒိယထုတ်ကုန်တွေကိုပို့ပြီးတော့တင်ပို့ရမယ်လို့ရုရှားကပြောပါတယ်။ ရုရှားနဲ့အိန္ဒိယတို့ကအိန္ဒိယနိုင်ငံရဲ့ကြီးမားပြီးဖွံ့ဖြိုးလာတဲ့စီးပွားရေးနဲ့နှီးပညာတွေကိုအပြည့်အဝအသုံးချဖို့ဆန္ဒရှိကြောင်းပူတင်ကပြောထားပါဗျ။ရုရှားက digital ပြောင်းလဲခြင်းနဲ့စိတ်ယုတ်ပြုလုပ်ခြင်း၊စေဝါနဲ့ AI နှီးပညာအစရှိတဲ့အဆင့်မြင့်နယ်ပယ်တွေမှာအိန္ဒိယနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိတယ်လို့ပူတင်ကပြောဆိုသွားပါဗျ။2026ခုနှစ်ဖေဖော်ဝါရီလမှာအိန္ဒိယမှာပြုလုပ်မဲ့ AI ထိပ်သီးအစည်းအဝေးပွဲမှာရုရှားနိုင်ငံလည်းပါဝင်ပွဲရှိပါတယ်ရှင်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့အရှေ့ဘက်ပိုင်းမှာရှိတဲ့တောင်ပိုင်းကေဘူးပြည်နယ်မှာဘုံကျဲတိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့ကြောင်းသတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်မှာလူဘုံကီနဲ့ကာဒိုဂိုတာမြို့တွေဟာလူရပေါင်းများစွာထပ်ပြေးခဲ့ကြကြောင်းနေရက်စွန့်ခွာသူတွေနဲ့ဒေသခံအတိုင်းဝိုင်းခေါင်းဆောင်တွေကပြောကြားကြပါတယ်။လူများပြားအမှတ်ငါအမျိုးသားလမ်းမကြီးပေါ်မှာရှိတဲ့စန်ဂီမြို့ကိုရွှေ့ပြောင်းနေကြကြောင်းသိရပါတယ်။ လက်နက်ကင်အဖွဲ့တွေနဲ့နေဆက်ဖြတ်ကျော်တင်းမာမှုတွေပါဝင်ပတ်သက်နေတဲ့ဆယ်စုနှစ်ချာပဋိပက္ခတွေကိုအဆုံးသတ်ဖို့တန်တမန်ရေးရကြိုးပမ်းမှုတွေပြန်လည်ပြုလုပ်နေပေမဲ့လန်ဒလောရဲတပ်တပတ်တွေအတွင်းမှာကွန်ဂိုအရှေ့ပိုင်းမှာအကြမ်းဖက်မှုတွေမြင့်တက်လာမှုနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်။အဲ့ဒီတင်းမာမှုတွေကြောင့်အိုးအိမ်ဆုံးခွာရတာတွေလည်းထပ်ခါတလဲလဲဖြစ်ပေါ်ခဲ့ပြီးဆိုးရွားတဲ့လူသားချင်းစာနာထောက်ထားမှုအကျက်တဲတွေပို့ပြီးတော့လဲဆိုးရွားလာပါတယ်။ မြောင်းနဲ့တောင်ဂီဘူးပြည်နယ်တွေမှာရှိတဲ့တိုက်ပွဲတွေကနေထွက်ပြေးလာတဲ့သူတွေကိုလက်ခံထားတဲ့ရဲရွာတွေကိုလည်းဖိအားဖြစ်စေခဲ့ပါတယ်။လူဘုံဂီမြို့မှာမနက်အစောပိုင်းကပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးလူသေဆုံးမှုတွေနဲ့ကြကြပြပြထိတ်လန့်မှုတွေလည်းဖြစ်ပွားခဲ့တယ်လို့ဆန်ဂီမြို့မှာရောက်ရှိလာတဲ့အိုမဲအိမ်မဲမိသားစုတွေကပြောကြပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။